ကိုကအသက်40ကျော်လာလို့အဲညီလေးထောင်ပံ့မှုမရှိဘူးပန်းတိပန်းညိုတွေဖြစ်နေတယ်သုံးလုံးမျက်နှာတွေဖြစ်နေတယ်အကြောအနေပြီးတော့စိတ်သွားတိုင်းကိုမပါအိမ်အောင်သူအေးဒုက္ခမပြေဝဘူးဆိုရင်ဒါလေးကိုတုံးကိုတုံးအဲမနေ့တစ်ကြိမ်လက်ဖက်စားစွန်းနဲ့မနေ့တစ်ကြိမ်ညတစ်ကြိမ်စားပေးုံနဲ့အဲအိမ်အောင်ရဲ့ဒုက္ခပြေဝမယ်ထောင်ပံ့မှုအားကောင်းစေမယ်သုံးလုံးမျက်နှာတွေတတ်တာစေမယ်အဲရှင်းမတက်ယူလေးပါ ဘေးရဆိုးကျိုးလုံးဝလုံးဝမရှိပဲနဲ့တမတော်ကြီးကိုယ်တိုင်းမိစနစ်ကြက်ကြက်အဲဖော်ဆက်ထားပြီးတော့မပုံမပုံနဲ့စေဝါမပုံနဲ့လည်းရရှိပြီးတာမို့အမခံစင်အပြင်းနဲ့ရောင်းချပေးထားတဲ့ဆေးလေးပါရှင်ဒါလေးကတော့နန်းလုံးတိုင်လင်းစီနန်းလုံးတိုင်လင်းစီလေးကလည်းအဲဟိုပန်းလန်းမှုကိုအကျင့်ကြရတယ်ကြာကြာ ထောင်မက်စေရပေါ့နော်အဲတန်မာစေတဲ့အမျိုးသားစန်းဆောင်ကြီးကိုပြေဝစေတဲ့အကျော်အားတန်းစေတဲ့အဲလိန်စီလေးပါနှလုံးကြိုင်လိန်စီကတော့အသက်40အောက်ဆိုရင်အနည်းငယ်ဖွင့်ထွားနိုင်ပါတယ်ကြီးစေးကြာစေးမျိုးမဟုတ်တဲ့အတွက်ကြီးစေးကြာစေးတွေဝယ်ကျင်နေဆိုရင်တော့ခင်လေးစီကိုမလာခဲ့ပါနဲ့ရှင်ကြီးစေးကြာစေးလုံးဝလုံးဝမရောမှာဘူးခဏခဏလေးပျော်ပေးတယ်ခဏခဏလေးဘိုက်ဘာမှာလာနေလို့အလားလေးကိုတခါတည်းပျော်ပြီးတော့ရောင်းတာလိန်ပြီးတော့လည်းမရောမှုအဲဒါကြီးစေးကြာစေးလုံးဝလုံးဝမဟုတ်ပါဘူးအသက် 40အောက်ဆိုလို့ရှင်တော့အနည်းငယ်ခွင့်ထွားနိုင်ပါတယ်ရှင်ဒီစားစေးလေးကတော့15ရက်စာတပူကို2,800ပါလိန်စေးကတော့2,100ပါရှင်အဲတွဲဆိုလို့ရှိရင်4,900ပါအဲ အမျိုးမျိုးအနေနဲ့တိုင်းကိုလည်းခင်လေးက delivery အင်အားငွေချေစနစ်နဲ့ပို့ပေးတယ်လို့ card တင်ငွေကြေးရှင်းနေလဲအဲလုပ်ပေးပါတယ်ရှင်အဲခင်လေးရဲ့ဆိုင်လိပ်စာလေးကလေချောင်းသိပ်ပံအန်းနီးဆောင်ညန်းကုန်းဆိုင်ပုတ်ရဲ့အကျော်ပေါ့နော်အဲမန္တလေးလက်မကြီးရဲ့ဘေးဩဇာစီးတိုင်းပဲဖြစ်ပါတယ်ရှင်အဲတခြားနိဆက်ရာကလိုချင်တယ်ဆိုရင်ခင်လေးရဲ့တိုက်ရိုက်ကုစလေတွေရှိပါတယ်ရန်ကုန်ကဆိုလို့ရှိရင်ဒေါ်ပုံပေါ့နော်ဒေါ်ပုံကအညာသားစီးတိုင်းမှာရရှိပါတယ်တဲတော်ဝန်တွင်းကမိဘမြတ်တာစီးတိုင်းမှာလည်းရရှိပါတယ် ကုမဲမျိုးအနီတဝိုက်ကရွာခိုင်ကြီးရွာကအဲမဝါလေးစီမှာလဲအမှယူလို့ရပါတယ်ရှင်ပြီးတော့ရမဲသိန်းဘက်ကဆိုရင်ရမဲသိန်း မျိုးပေါ်တော့မဟုတ်ဘူးရမဲသိန်းရွှေတော့တောင်ပေါ်ကအကိုစီမှာလည်းရရှိပါတယ်အသေးစိတ်နဲ့သူတို့ရဲ့ဖုန်းနံပါတ်လေးတွေဆက်သွယ်ပြီးတော့မှာကျင်နေဆိုလို့ရှိရင်ခင်လေးရဲ့ Viber နံပါတ်89 85 48ကိုအသေးစိတ်မေးမြန်းဆွေးနွေးပြီးမှမှာယူသုံးစွဲလို့ရပါတယ်ကိုအဆင်ပြေစိတ်ကြိုက်စိတ်ကြိုက်မှမှာယူလို့ရပါတယ်ရှင့်အဲဒါက ထပ်ပြောမယ်ကြီးသေးကြသေးလုံးဝမဟုတ်တဲ့အတွက်ကြီးသေးကြသေးဆိုပြီးတော့ခင်လေးတို့ကအဲလုံးဝလုံးဝမယောင်းပါဘူးကြီးသေးကြသေးမယောင်းပါဘူးလို့ခဏခဏပြောပြတာကအဲခင်လေးခဏခဏဖြည့်ရှင်းပေးနေတာလို့ပေါ့နော်အဒမင်အဒမင်လေးနဲ့အဒမင်လေးလည်းအဲကြီးသေးကြသေးမဟုတ်ပါဘူးခဏခဏပြောပြရလို့ပေါ့နော်အဲအဲ့လိုမျိုးကြီးသေးကြသေးမဟုတ်ပါဘူးအဲကိုကပန်းထောင်မှတ်မှုအားကောင်းစေတဲ့အဲ တုံးလို့မျက်နှာတက်တာစေခြင်းနဲ့ဆိုရင်တော့ဒီအတွေ့လိုက်တုံးပါရှင့်ကျေးဇူးတင်ပါတယ်